င်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့တနေ့တာသတင်းတွေကိုစူးစီးတင်ဆက်ပေးတဲ့သတင်းတို့ထွာအစီအစဉ်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးအဖွင့်သတင်းနဲ့မင်္ဂလာရှိတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ဒီသတင်းလေးကကျွန်တော်လည်း reaction လုပ်ပြီးတော့အဲ future federal sporting မှာကျွန်တော်တင်ထားတာရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့တိုက်ပွဲအတွင်းမှာတိမ့်ဆဲရရှိတဲ့လက်နက်ခဲယမ်းများကိုတော်လှန်ရေးရဲဘော်များထံသို့ဂုဏ်ပြုချီးမြှင့်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ်တာမန်ကြည့်လိုက်ရင်တော့သတင်းတစ်ပုဒ်ဒါပေမဲ့လေးလေးနက်နက်လေးတွေးလိုက်မယ်ဆိုရင် ကျောင်းတိုက်ပွဲအတွင်းမှာတိမ့်ဆဲရရှိတယ်ဆိုတော့တစ်ဖက်ရန်သူကြီးကနေတိမ့်ဆဲရရှိတာရန်သူဖြစ်တဲ့စစ်ကောင်စီကြီးကနေတိမ့်ဆဲရရှိတဲ့လက်နက်တွေဒီနေ့2021အာနာစသိမ်းတဲ့ကအဲ့ဒီစစ်ကောင်စီတပ်သားတွေကင်ထားတဲ့လက်နက်တွေဒီဘဒူတွေကိုပြစ်နေခတ်နေတာလေအကြမ်းဖက်တို့ခေါင်းစဉ်မျိုးစုံတာတတ်နေပြီမယ်မြန်မာနိုင်ငံမှာမွေးမြန်မာနိုင်ငံမှာကြီးတဲ့မြန်မာနိုင်ငံသားတွေကိုတတ်နေဖြတ်နေတာဒါလုံးဝပဂတိအရှိတရားပဲဟိုအကြောင်းပြဒီအကြောင်းပြခေါင်းစဉ်တွေကြိုက်တဲ့လောက်ပြပြင်မယ် လောက်ရက်ဒီဒီမင်းအောင်နိုင်ဥဆောင်တဲ့စစ်သားတွေကင်ထားတဲ့လက်နက်မှန်တမြဟာဘယ်တိုင်းတစ်ပါးတောင်မှပြင့်နေခန့်နေတက်ဖြတ်နေတာမဟုတ်ဘဲနဲ့ကိုယ်နိုင်ငံကဒီအခွန်အခထွေးနှဲစာတွေနဲ့ဝယ်ထားတဲ့လက်နက်တွေကကိုယ်နိုင်ငံသားပြည်သူတွေကိုပြန်တက်နေတာဒါတော့အမှန်တရားဘလို့မှညင်းလို့မရတဲ့အချက်အဲ့တော့အဲ့ဒီလက်နက်တွေကိုအခုလို့တင်းဆဲပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာပြန်လဲတပ်ဆင်ပေးတယ်ဆိုတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဘာယူရချက်နဲ့ ကျွန်တော်တော်လှန်လေးလှုပ်တာလေပြည်သူကိုရရဆက်ဆက်တက်ဖြတ်တာကိုမခံနိုင်လို့ကျွန်တော်တို့ပြည်သူဘက်ကကာကွယ်ရင်းနဲ့ပြည်သူကုကံတွန်းလှန်စစ်ဖြစ်လာတာအဲ့တော့ပြည်သူကိုတတ်နေတဲ့လက်နက်တွေကနေပြည်သူကိုကာကွယ်တဲ့လက်နက်ဖြစ်လာတာဟာကျွန်တော်တို့တိုင်းပြည်အတွက်ဘလောက်မင်္ဂလာရှိလဲနော်ဒါဟာရန်တုလက်နက်ကိုလက်နက်ဆိုတဲ့နိဗျူဟာတဲ့ကတခုပေါ့နော်အကြမ်းဖက်စစ်တပ်မှစစ်သား80ဝန်းကျင်တေဆုံးခဲ့တော့ခင်ဦးတိုက်ပွဲမှတင်းဆဲရရှိခဲ့တဲ့ခဲယံလက်နက်များကို တော်လိုင်းရဲဘော်မြန်ထန်တို့ဂုံပြုတ်ချင်းမြင့်လိုက်ကြောင်းခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတော်လိုင်းတရင်ရင်မြစ်ကပြောဆိုတယ်ဒီဇင်ဘာလ2ရက်နေ့ခင်ဦးမြို့နယ်ပကဖတိုက်ပွဲအတွင်းခင်ဦးမြို့နယ်မြို့နယ်ပကဖကတိုက်ပွဲအတွင်းတင်းဆက်ရမိတဲ့စစ်လက်နက်များအနက်မှ MA1 တနက်10လက်နဲ့ G3 တနက်4လက်အပါအဝင်စုစုပေါင်းတနက်14လက်ကိုတိုက်နယ်ပကဖများနှင့် UG ပကဖများကိုအတိအမှတ်ပြုဂုံပြုတ်ချင်းမြင့်ပေးအပ်ကြောင်းသိရှိရတယ် ခင်ဦးမြို့နယ်မုံလှကျေးရွာအတွင်း၄ရက်အကြာယာရီတက်ဆွဲအတိုင်းချထားသောအကျန်းဖက်စစ်တပ်ဟာပြင်ထောင်ပြူစောတိရွာတို့အင်အား180ခန်းဖြင့်ထွက်လာစဉ်တော်လန်ရဲတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ပြီးရင်းတိုက်ပွဲတွင်စစ်တပ်အကြောင်းစစ်တောင်းတစ်ခုလုံးပြစ်သွားခဲ့တယ်ရင်တိုက်ပွဲအတွင်းစစ်သား80ဝန်းကျင်တေဆုံးကလက်နက်26လက်နှင့်ခဲယမ်းများတင်းဆဲရရှိခဲ့တာပါဒီလက်နက်ခဲယမ်းတွေကိုအခုလိုအဲပြန်ပြီးတော့တော်လိုင်းအင်အားစုတွေကိုတပ်ဆင်ပေးတာက ပြည်သူပဲလှဲ့တဲ့တနတ်ပြောင်းတွေကိုပြည်သူကိုပြန်ကာကွယ်ခွင့်ရတာပဲအင်မတန်မင်္ဂလာရှိပါတယ်ဒုတိယတရင်တစ်ပုတ်အနေနဲ့ကတော့အာနာတိန်စစ်တပ်ကလေချောင်းတိုက်ခိုက်မှုအကြိမ်၄၀၀ပြုလုပ်ပြီးလူပေါင်း၄၄၈၀ဆုံးထားပြီဆိုတဲ့စစ်တမ်းထုတ်ပြန်ချက်ကိုကြေညာမှာဖြစ်ပါတယ်စဉ်းစားကြည့်ပါနော်အကြိမ်ပေါင်း52ကြိမ်မဟုတ်ဘူး420မဟုတ်ဘူး4000နဲ့200လေချောင်းတိုက်ခိုက်မှုဘ ᱹ ဒူတွေကိုလောက်တာလဲ ရုရှားကယူကရိန်းကိုတွားလို့တာလားယူကရိန်းကရုရှားကိုတွားလို့တာလားအစ္စရေးကဂါဇာကိုတွားလို့တာလားဂါဇာအစ္စရေးကိုတွားလို့တာလားမြန်မာနိုင်ငံနေမှာအဲ့လိုလှုပ်ကြပင်မဲ့မြန်မာနိုင်ငံမှာတော့အဲ့ဒီအကြိမ်4200လုံးဟာမြန်မာနိုင်ငံမှာမွေးမြန်မာနိုင်ငံမှာကြီးတဲ့မြန်မာပြည်သူပေါ်ကိုခေါင်းစဉ်အမျိုးမျိုးပြပြီးတော့ရရဲ့ဆက်ဆက်တက်ပြတ်တဲ့၄ချောင်းတိုက်ခိုက်မှုတွေပါအဲ့တော့လေရင်တစ်ခေါက်ပြန်မယ်ဆိုရင်ကုန်ကြစိတ်ဘယ်လောက်ရှိတယ် လက်ရှိမြန်မာပြည်မှာဒုက္ခရောက်ဆင်းရဲငတ်ပြတ်နေတဲ့ရွာတွေအများကြီးရှိတယ်။အဲ့ဒီလေချောင်းပြန်တမ်းမှု4200ရဲ့ကုန်ကျငွေဟာရွာတစ်ရွာလောက်ကိုကောင်းကောင်းတည်ဆောက်လိုက်လို့ရတယ်။ဒါပေမဲ့မင်းအောင်လှိုင်ဘာလုပ်နေလဲ။အာနာသိမ်းပြီးတော့အာနာမရတဲ့အချိန်မှာရွာတစ်ရွာလောက်ကိုတည်ဆောက်နိုင်တဲ့ဘတ်ဂျက်ပမာဏကိုတုံးပြူပြီးတော့ပြည်သူကိုရဲရဲစက်စက်တတ်ဖြတ်နေတာ။ဘလောက်ရင်နာဖို့ကောင်းလဲကျွန်တော်တို့တိုင်းပြည်တို့စဉ်းစားကြည့်နေ။ မင်းအောင်လိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်ဟာ2021ခုနှစ်အာနာတိမ်မီနောက်ပိုင်းလေချောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း4200လောက်ဆောင်ထားပြီးအဆိုပါတိုက်ခိုက်မှုတွေကြောင့်လူပေါင်း4000ကျော်တေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ NUG လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကပြုစုထားတဲ့စည်ရင်းအချက်အလက်များအရအကြမ်းဖက်အာနာတိမ်စစ်ကနေ 2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း4200ကျောက်စုသေဆုံးသူစုစုပေါင်း4480ယောက်ရှိခဲ့ပြီးအဲ့ဒီအထက်မှာ16နှစ်အောက်ကလေး186ယောက်ပါဝင်တယ်လို့တည်ရပါတယ်လေကြောင်းတိုက်ခိုက်မှုကြောင့်စာတင်ကျောင်း430ကျောင်းဆေးရုံဆေးခန်း136ခုနဲ့ဘာသာရေးအဆောက်အအုံ621ခုပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေအထက်မှာ လေယာဉ် drone နဲ့ paramotor နဲ့ gyrocopter စတဲ့တို့အတုံးပြုမှုတွေရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ကဲရင်နာစရာကြီးစဉ်းစားကြည့်ပြ။အဲ့ဒီကုန်ကျငွေတွေအားလုံးဟာမင်းအောင်လှိုင်မယားကျူကျူလရှာဖွေထားတဲ့ငွေတွေလား။စိုးဝင်းမယားရှာဖွေထားတဲ့ငွေတွေလား။စော်မဲလုံးမယားရှာဖွေထားတဲ့ငွေတွေလားမဟုတ်ပါဘူး။ဒီတိုင်းပြည်ရဲ့ပြည်သူလူထုပိုင်ဆိုင်တဲ့ငွေတွေ တဏ္ဍငွေတွေအဲ့ဒီငွေတွေကိုတိုင်းပြည်တိုးတက်ရတိုးတက်ကြောင်းဆိုမတီဆောက်ပဲနဲ့သူတို့ကို ထောက်မခံတဲ့ပြည်သူကိုရဲရဲဆက်ဆက်တတ်ပြတ်ဗယံပဓာတွေပြောတိုင်းပြည်ကိုဖျက်နေတဲ့ကောင်တွေအဲ့တော့ဒီလိုတိုင်းပြည်ကိုဖျက်နေတဲ့လူယုံမာတွေကဒီတိုင်းပြည်အာဏာကိုလူယူပြီးတော့သူတို့တိုင်းပြည်ကိုမောင်းပိုင်စည်းဖို့လုပ်နေကြတာဒါကိုကိုနဲ့မဆိုင်သူတို့နေကြမယ်တွားမြဲလာမြဲပျော်မြဲပါမြဲနေမယ်ဆိုရင်တော့ ကိုယ်အိမ်တကားဝကိုအဲ့ဒီအန်နေရဲ့လာခောက်တဲ့အချိန်မှာကဲပါအောင်ဆိုရင်ကျွန်တော်တို့မိမှာမဟုတ်ဘူး။ဒါကြောင့်မလို့ပြည်တွင်းမှာနေထိုင်တဲ့လူတွေအနေနဲ့ဘေးကျန်နန်းကျက်ရှိတာကိုနားလဲလေ။ဒါပေမဲ့ကိုယ့်ရဲ့နေမှုထိုင်မှုနဲ့ပြောမှုဆိုမှုအဲ့နှစ်ခုပါပဲအများကြီးမဟုတ်ဘူး။ကိုနေထိုင်တာလောက်ကင်တာ ပြီးပြောဆိုတာနှစ်ခုတည်းအဲ့ဒီရန်သူကိုအားပေးအားမြောက်ဖြစ်အောင်ရန်သူတို့အခွင့်ရေးရအောင်မလုံမိကြဖို့တဦးတယောက်ချင်းစီတိုင်းကတတိထားဖို့အရေးကြီးပါလေဒါတွေဟာငါတို့နေလိုက်လို့လည်းဘာမှမဖြစ်ပါဘူးမထင်ပါနဲ့နှမ်းတစီတဲကနေစီတပုံးမရပါမယ်နှမ်းတတင်းကိုကျိတ်လိုက်ရင်တော့ကျွန်တော်စီတပုံးရတယ်လို့ပဲငါနှမ်းတစီတဲပါဘာမှအတုံးမဝင်ပါဘူးကိုယ့်ကိုမထင်ပါနဲ့တော်လန်ရင်းမှာလူတိုင်းရဲ့လုံနိုင်စွမ်းရှိတယ်လို့လူတိုင်းရဲ့ဖြတ်နိုင်စွမ်းလည်းရှိတယ်နှစ်ခုเนาะကျွန်တော်တို့ လုံနိုင်စွမ်းရှိသလိုဖြတ်နိုင်စွမ်းလည်းရှိတယ်နှမ်းစီတဲ့တစီပဲဖြတ်နေတာလို့လည်းအထင်မသေးပါနဲ့အဲ့ဒီနှမ်းစီတစီကနေ နှမ်းတည်င်းလုံးကိုပြက်အောင်ဖြက်လို့ရတယ်လို့ပဲနှမ်းစီတဲ့တတိကစီမဖြစ်ပါဘူးလို့လည်းသဘောထားလို့မရဘူးနှမ်းစီတဲ့တတိကနေစီတဘုံကိုကျွန်တော်ထုတ်လုပ်လာနိုင်ပါတယ်ဒါကြောင့်မို့လို့အားလုံးဟာအတိနဲ့တတိရှိဖို့လိုတယ်ငါတို့နိုင်ရမယ်ဆိုတဲ့အတွေးကိုတွေးထားကြဖို့ရေးကြီးပါတယ်နောက်ထပ်တည်င်းဘက်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့အာနာတိန်စီအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ကြောင်းစာထုတ်ပေးရန်ဂျပန်နိုင်ငံထံနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်ကတောင်းဆိုလိုက်တဲ့တည်င်းဖြစ်ပါတယ် အာနာဒိန်အကြမ်းဖက်စစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲကိုရှင်းရှင်းလင်းလင်းအတိမတ်မပြုတ်ဘူးဆိုတဲ့အကြောင်းစာထုတ်ပေးဖို့အတွက်ဂျပန်နိုင်ငံထံအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်ကတောင်းဆိုလိုက်ပါတယ်ဒီစင်မာနှစ်ရက်နေ့ကဂျပန်နိုင်ငံချီဂျပန်လွှတ်တော်အမတ်များယုံမှကျင်းပတဲ့ဂျပန်လွှတ်တော်အမတ်တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်တို့တွေ့ဆုံပွဲမှာအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်ပြီးခဲ့တဲ့လကအကြမ်းဖက်စစ်အုပ်စုရဲ့ရွေးကောက်ပွဲအပေါ်မြန်မာပြည်သူတွေရဲ့တဘောထားစစ်တမ်းကိုကောက်ယူရမှာ မြို့နယ်281မြို့နယ်ရှိပြည်သူတွေကိုမေးမြန်းထားချက်အရစစ်တပ်အာဏာသိမ်းတာကိုစန့်ကျင်တာ69ရာခိုင်နှုန်းစစ်တပ်ရွေးကောက်ပွဲအတုညင်းပယ်တာက68ရာခိုင်နှုန်းနဲ့ရွေးကောက်ပွဲမှာမဲမထဲ့တာက66ရာခိုင်နှုန်းရှိတယ်လို့သူကဆက်ပြောကြားပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရစစ်တပ်စီစဉ်နေတဲ့ဒီရွေးကောက်ပွဲကမြန်မာနိုင်ငံရဲ့အကြက်တဲကိုမကြော်လွှားနိုင်ပဲမြမအကျိုးစီးပွားဂျပန်နိုင်ငံရဲ့အကျိုးစီးပွားကိုထိခိုက်စေနိုင်တယ်လို့ဆက်လက်ပြောဆိုပါတယ် ဒါကတော့ကျွန်တော်တို့ဂျပန်နိုင်ငံဆိုတာကျွန်တော်နောက်ပိုင်းမှာအာနာဒီလက်ရှိစစ်ကောင်းဆောင်တွေရဲ့လှုပ်ရက်တွေကိုအဲကန့်ကွက်လာတဲ့မြန်မာပြည်သူတွေကိုလည်းတတ်နိုင်သလောက်ဖေးမကူညီဆောက်ရှောက်နေတဲ့တိုင်းပြည်တွေရဲ့တစ်ခုပါပဲကျွန်တော်မိတ်ဆွေကောင်းလို့ပြောရမှာပေါ့တစ်ချိန်ကဂျပန်မြန်မာကိုတိုင်းခဲ့တယ်ဆိုပေမဲ့ဂျပန်စစ်ရှုံးပြီးမှစစ်ရော်ကြီးတွေပေးနေရတဲ့အချိန်နိုင်ငံတွေထဲမှာမြန်မာပါခဲ့ပါတယ်ဒါပေမဲ့ဂျပန်နိုင်ငံဟာလွတ်လပ်တဲ့စနစ်ကိုကျင့်သုံးတယ် ဒီဒီမိုကရေစီကိုအခြေခံတာဖြစ်တဲ့အတွက်အခုဆိုရင်ကိုယ့်ကိုစစ်ရောကြီးပေးခဲ့တဲ့တိုင်းပြည်ကကိုပြန်လဲမော်ကြည့်ရတဲ့အနေထားရောက်နေပြီဒါဟာစနစ်ကြောက်ပါကောင်းမွန်တဲ့စနစ်ကိုဂျပန်နိုင်ငံသူဂျပန်နိုင်ငံသားတွေကအတက်တွင်းနိုင်လို့ဂျပန်နိုင်ငံအခုလိုလူလိုတူလိုအုပ်ချုပ်တဲ့တိုင်းပြည်ကိုခံစားရတာပါနော်ကိုရီးယားဆိုလဲကြည့်လိုက်ပါကိုရီးယားချင်းအတူတူမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားဘယ်လောက်กว่าလဲဒါပေမဲ့မြောက်ကိုရီးယားနှမတွေတွားမေးကြည့်လိုက်ပါသူတို့กว่าလားသူတို့မတိပါဘူးအဲ့လိုပဲကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ဒီဖို့တွေခွေးတွေကလည်းဒါလိုပါပဲ သူတို့ဘဝကိုသူတို့မတိဘူးဘေးကလူတွေရတာမြင်နေရတာပါเนาะအဲ့တော့ပြည်တွင်းမှာနေထိုင်တဲ့လူတွေအနေနဲ့သတင်းတွေများများဖတ်ပါနှစ်ဖက်သတင်းလုံးကိုနားထောင်ပေးပါပြီးရင်ကိုအတိတရားနဲ့ကိုနှိုင်းရှင်ပါကဘာကြီးနဲ့မျက်ရှင်မပြတ်ပါစေနဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဘဝမှာအမှန်တရားဆိုတာအမျက်ရှိနေပါလိမ့်မယ်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ရွေးကောက်ပွဲလက်ကမ်းစာဆောင်ဝေယံဝန်ထမ်းများကိုနေ့စားကပေးပြီးတော့အကျန်းဖက်အာနာဒိတ်စစ်ကောင်စီကခိုင်းစင်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ရန်ကုန်မှာဌာနဆိုင်ရာဝန်ထမ်းတယောက်ကိုနေစားကကြက်8000နဲ့စစ်ကောင်စီကငှားရမ်းပြီးဒီဒီမှာတရက်ကစတင်ကလူတိုင်းမဖြစ်မနေမဲပေးဖို့လက်ကမ်းစာဆောင်တွေလိုက်ဝေခိုင်းတယ်လို့မြို့ကနေစီကနေတီးရပါတယ်။ပဇွန်တောင်ဈေးရေကျော်ဈေးနဲ့ကားကိတ်တွေမှာမဲပေးကြမယ်လက်ကမ်းစာဆောင်တွေကိုမီးတပ်ထွေအုပ်နဲ့ပြန်ကြားရေးဝန်ထမ်းတွေကလိုက်ကမ်းတာလို့မြို့ကန်တယောက်ကပြောပါတယ်။တရက်နေ့ကပြန်ဆက်ဝန်ထမ်းတယောက်ပဲလိုက်ကမ်းတာနေစားကတရက်8000ပေးတယ်လဲဆိုရော။ နှစ်ရက်နှစ်မှာထွေအုပ်ရောမိသက်ရောပြန်ဆက်ဝန်ထမ်းတွေရောအကုန်လိုက်ကမ်းတာယူချင်းယူမယူချင်းရင်သူတို့တာဝန်ယူထားတဲ့စာရွက်ပဲကုန်ဖို့အဓိကပဲလူမရှိတဲ့အိမ်ဆိုစာရွက် ပြစ်ထက်သွားတာမြောက်ကလာပမြို့နယ်မှာတော့မဲပေးကြဖို့လက်ကမ်းစာဆောင်တွေဝေဒါကိုပြန်ကြားရေးကတာဥဆောင်ကြီးနိုဝင်ဘာ30ရက်ကစတင်ကရက်ွက်ကားခိတ်ကယ်ရီဂိတ်တွေကိုလိုက်ကမ်းတယ်လို့မြို့ခံတယောက်ကပြောပါတယ်။အော်ဒါကတော့တိတဲ့အတိုင်းပဲပတ်စံရရင်လုပ်မှာပဲဝန်ထမ်းတွေတော့သွားပြစ်တော့လို့မရဘူး။ နော်အဲမေတော်ဆန်းစုကြည်ကပြောထားတာပဲကိုယ့်ရဲ့အခွင့်အရေးရရင်ရတဲ့နေရာယူလိုက်လို့ပြောထားပြီးသားအဲ့တော့ပြည်သူတွေအနေနဲ့လည်းဒီလက်ကမ်းစာဆောင်တွေလာဝေလို့ကလန်ကဆန်ချစ်ကန်ကန်သွားမလုပ်ပါနဲ့သူတို့စိုးမိုးထားတဲ့ data မှာရှိတဲ့ပြည်သူတွေအနေနဲ့ကိုယ့်ရဲ့အသက်ကိုညံဆောက်ပါညံကတာလင်းအဓိကပါနော်ကျွန်တော်တို့ရဲ့လောက်ရက်ကိုတော့ရန်သူအားပေးဖြစ်အောင်မလုပ်နဲ့ပြောဆိုမှုကိုတော့ရန်သူအားပေးဖြစ်အောင်မပြောနဲ့ကိုယ့်ရဲ့အတက်ကိုညံဆောက်ပြီးတော့ကိုယ့်ဘဝလုံခြုံအောင်ဂရုစိုက်ကြပါ ဒီအတုရောင်ရွေးကောက်ပွဲကိုတော့လုံနိုင်တဲ့လောက်စန့်ကျင်နိုင်တဲ့လောက်စန့်ကျင်ပေးကြဖို့အားလုံးရဲ့တမိုင်းပေးတဲ့တာဝန်ဖြစ်ပါတယ်။နောက်ဆုံးသတင်းကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့မန္တလေးမှာဆန္ဒပြတူတွေဖမ်းမိရင်အကောင်တက်ပြစ်မယ်လို့အကြမ်းဖက်စစ်သားတွေကချိန်ချောင်းနေဆိုတဲ့တရင်ပဲဖြစ်ပါတယ်။မန္တလေးဈေးကြိုမှာဒီကနေ့မနေ့အစောပိုင်းကအကြမ်းဖက်စစ်တပ်နဲ့ရွေးကောက်ပွဲဆန့်ကျင်ကြောင်းဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးဆန္ဒပြတူတွေကိုဖမ်းမိရင်အကောင်တက်မယ်လို့ချိန်ချောင်းဆဲဆိုနေကြောင်း မြို့ကန်တွေစီကနေပြောပါတယ်ဒီဇင်ဘာလ3ရက်ဒီနေ့မနက်9နာရီမန္တလေးဈေးကျိုဈေးထဲမှာစစ်ကောင်စီစန့်ကျင်ရေးနဲ့အတူရောင်ရွေးကောက်ပွဲစန့်ကျင်ကြောင်းစန့်ကျင်ဆန္ဒပြခဲ့တယ်လို့သိရပါတယ်ဆန္ဒပြပွဲပြီးတဲ့နောက်အချမ်းဖက်စစ်အုပ်စုကရက်ဝတ်ယူနီဖောင်းပုံစံမျိုးစုံနဲ့ရောက်လာပြီးမိုက်ရိုင်းဆဲဆိုနေတာလို့မြို့ကန်တွေကပြောပါတယ်မိလို့ကတော့မေလွဲတွေအကောင်တက်ပြစ်မယ်ဘယ်သူမြင်လိုက်လဲနဲ့ပတ်ဆဲနေတာ စကားစစီကိုဓာတ်ပုံရိုက်ဖို့တဲ့ဒလန်တွေလည်းရှိတယ်လို့မြို့ခံတဦးကပြောပါတယ်။အဲ့ဒီနောက်စစ်တပ်ကမြို့ဝင်အထွက်အဝင်နေရာအတော်တော်များများကိုပိတ်ဆို့စစ်ဆေးခဲ့တယ်လို့တိရပါတယ်။စစ်ကောင်စီနဲ့ပြူစောတီးတွေစောက်ကြက်နေတဲ့ဂျားကပဲမန္တလေးမြို့မှာဆန္ဒပြမှုတွေဇက်တိုက်ဖြစ်နေတာပါ။အော်ဒါကတော့ဒီနေရာမှာတလန်တွေကဓာတ်ပုံရိုက်ဖို့တယ်ဆိုတဲ့စကားလေးရှိပါတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကဒီတော်လိုင်းရဲ့ကာလမှာကိုပတ်ဝင်းချင်းကိုဒေတာမှာဒီစစ်တပ်ကိုအားပေးလုပ်ပြီးတော့เนาะပြည်သူကို ဒီရာဇဝတ်မှုတွေကျူးလွန်နေတဲ့တလန်လုံးဟာမျိုးတွေပေါ့ဒါတလန်တို့တိန်ကျုံခေါ်လိုက်ပေမဲ့ဒီလူတယောက်ကပြည်သူထိခိုက်နှစ်နာအောင်ဒီအာဏာရေးအကြမ်းဖက်ကောင်တွေတဲ့ဘလို့ပူးပေါင်းပြီးတော့ဘာလုပ်တယ်တက်တွေတွေကိုယူထားပါအဲ့ဒီတက်တွေရဲ့အထီးကပဲတော်လှန်ရေးပြီးမှအာဘဘသူကတော့ဘလို့တလန်လောက်ခဲ့တယ်လို့ကျွန်တော်ပါဆက်ပြောနေမရပါဘူးဒါကြောင့်မို့လို့ចောင်းဆရာဆရာမထဲမှာလည်းဒီလိုပဲရှိပါတယ်ချို့တွေចောင်းနေမှာအာတော်လှန်ရေးနဲ့ပတ်သက်ရင်ဘလို့လှုပ်ပြမာတို့ဘာလို့ညာတို့ဖြုတ်ပြမာတို့အောက်ခြေចောင်းဆရာဆရာမတွေကိုချိန်ချောင်းတဲ့ចောင်းအုပ်တွေ အများကြီးရှိတယ်ကျွန်တော်တို့တိတယ်ဒါတွေအားလုံးကိုတက်တေတာရအောင်စုထားပါတိန်းထားပါလုံခြုံတဲ့နေရာလေးမှာတိန်းထားပါတစ်ချိန်ကျရင်ချိန်နေအတုံးဝင်လိမ့်မယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကနေ့တတိယနေ့ကိုတင်ဆက်ပေးတဲ့နေရာမှာအစနေအဆုံးစောင့်မျှော်ကြည့်ကြည့်အားပေးကြတဲ့မိဘပြည်သူဒုတိယချင်းတိုင်းကိုယေရှုတင်ပါတယ်နောက်မကြခင်ဒီနေ့ဒီဇင်ဘာလ3ရက်နေ့နော်ညာ၈နိုင်ထိုင်းနိုင်ငံစံတော်ချိန်ညာ၈နိုင်မှာ တို့6မြို့နယ်အတွက်တိန်းတပေါင်းကမ်ပိန်းဆိုပြီးတော့တို့ဖွင့်ပွဲလုပ်မှာဖြစ်ပါတယ်အဲ့ဒီဖွင့်ပွဲမှာလေလေဥကြော်တက်လင်းကတိန်း1500အမခန္ဓာရဲညီလေးဝေယံကအာဤတချောင်းအတွက်တိန်းတထောင်အမခန္ဓာရဲအဲ့တော့ကျွန်တော်ကိုစီကလည်းထုံဤတူပဲတိန်းတထောင်အမခန္ဓာပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ in night အား night လောက်ပြမဲ့ဘွဲမှာပြည်သူတွေအနေနဲ့ အားလုံးပါဝင်နိုင်မှာဒီညလည်းကျွန်တော်တတင်းတွေကိုကျွန်တော် YouTube ကနေလွှင့်မင်းလို့ရရင်တည့်တည့်လွှင့်ပေးပါမယ်ဒီကံမင်းဖွင့်ပွဲလေးကိုလည်းဘာဖြစ်လို့လဲတဖက်ကတူတွေကိုကျွန်တော်ပြချင်တယ်ငါတို့ပြည်သူတွေဘလောက်အားရှိလဲဆိုတာကိုကျွန်တော်တို့ပြချင်တယ်လှုပ်ပြချင်တယ်အဲ့ဒီအတွက်ကျွန်တော်တိတိကျကျစရင်စရာစနစ်တကျထုတ်ပြန်ပေးမယ်။ပါဝင်တဲ့ပြည်သူတွေကလည်းကိုကိုတိုင်းပါဝင်ရုံနဲ့မဟုတ်ဘူး။ shit ဒီပို့တွေကို share လို့ရလူက share ပေးမယ်။ဘေးပတ်ဝန်းကျင်ရဲ့စက်ရုံတွေမှာတငယ်ချင်းတွေဟဲ့အောင်နေဒီမှာဒါဒါတွေတော့ဝိုင်းဝန်းရံပေးငါတို့မြေပြန့်ဒေတာ ဒီမြန်မာနိုင်ငံမြေပန့်ဒေတာမှာရှိတဲ့လက်နက်ကင်တော်လိုင်းအင်အားစုတွေအားကောင်းအခြေခံဖို့အတွက်လိုအပ်တယ်။ဘာလဲဆိုတော့အားလုံးတည်ပြီးသားဖြစ်တယ်။ဒါကြောင့်မလို့ငါတို့တွေကဝိုင်းလုပေးဖို့လိုတယ်ဆိုတော့စီလုံးနှုတ်ဆောင်မှုတွေကိုလည်းတယောက်ကိုစီယုံနိုင်ရင်တယောက်ကိုစီယုံပေးပါ။နှစ်ယောက်စီယုံနိုင်ရင်စီယုံပေးပါ။ကျွန်တော်တို့မဟုတ်တာတွေပြောပြီးစီလုံးခိုင်းတာမဟုတ်ဘူး။အမှန်တရားကိုချပြပြီးတော့စိတ်သက်တွေတက်ကြွလာအောင်ကျွန်တော်တို့ရဲ့ဇာတိတွေဇာတိမှန်ငါနိုင်ငံအတွက်ဆိုတဲ့စိတ်တွေတက်ကြွလာအောင်အားလုံးနှုတ်ဆော်ဖို့တောင်းပန်ရှိပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တော်လန်ရေးဘက်မှာ စိတ်ပါတဲ့ပြည်သူတိုင်းကနိုင်တဲ့နေရာကဝိုင်းဝန်းပြီးတော့စူးစမ်းပေးကြပါလို့လေမေတ္တာရက်ခံပါလေမင်္ဂလာညချမ်းပါခင်ဗျာဘေးဘေးအဝေးကွာကြပါစေ